စိတ်ထားရဖို့အရေးကြီးတယ်။လူတိုင်းလူတိုင်းမှာဘဝမှာငြိမ်းချမ်းစွာနေခြင်းကြတယ်။ဒါပေမဲ့မနေကြရဘူး။လောကကြီးဖြစ်ပြီးပူလောင်နေကြတယ်။အချို့ဆိုရင်စိတ်ကြယောဂါတော်ဖြစ်နေကြတယ်။အဲ့ဒါဘာကြောင့်လဲ။စိတ်ထားမတက်လို့ပဲဖြစ်ပါတယ်။ဒီတော့ဘဝခီးရှောင်းလန်တဲ့အခါမှာစိတ်ထားရဖို့လိုတယ်။စိတ်ထားရမှဘဝကငြိမ်းချမ်းမှာမလား။လူမမဖြစ်စေနဲ့။လူရီဟာနေတိုင်းတည်နေကြတယ်။ဘဝကြီးမှာတစ်ဆက်ကံကိုလူနှစ်ယောက်တည်နေတဲ့။အဲ့ထဲမှာကိုမပါသေးဘူးဆိုတော့ကံကောင်းတယ်လို့ဆိုရမှာပါ။ ဒီလိုကံကောင်းနေပါလျက်တချို့ကငါကံဆိုးရလို့ညီးတယ်အတော်မိုက်တဲ့သူလို့ပြောရမှာပဲဒါကြောင့်ဘလို့ဒုက္ခနဲ့ပဲတွေ့တွေ့ကံဆိုးရလို့မညီးနဲ့အဲ့ဒါအကောင်းဆုံးပဲဒါလည်းပြီးသွားမှာပါတခါတရံဖိုးလာမင်းနေတာခိုက်မှာတိမ်တိုင်များရောက်လာပြီးဖိုးလာမင်းကိုဖုံးအုပ်သွားတယ်ဒါလည်းပြီးသွားမှာပါတခါတရံပူအိုက်နေတော့အေးများတဲ့လေပြေလေးညင်းလေးတိုက်ခတ်လာတယ်ဒါလည်းပြီးသွားမှာပါလောကကြီးမှာဘာပဲဖြစ်ဖြစ်ပြီးသွားမှာပဲဒါကမင်းနေတော့အဖြစ်ချင်တာဖြစ်ရင်ပျော်တယ်ဖြစ်ချင်တာမဖြစ်ရင်ဝမ်းနေကြတယ် ဒါကြောင့်ဘလို့အချိန်နေနေပဲကြုံရကြုံရဒါလေးပြီးသွားမှာပါလို့နှလုံးသွင်းအဲ့ဒါအကောင်းဆုံးပဲပြဿနာကိုရင်ဆိုင်မှာလူတိုင်းလူတိုင်းမှာပြဿနာရှိတယ်ဒါကြောင့်ပြဿနာရှိတာမဆန်းပါဘူးပြဿနာကိုဖြေရှင်းတတ်ဖို့ပဲအရေးကြီးပါလေတချို့တွေကပြဿနာတွေ့ပြီဆိုရင်စိတ်ညစ်တယ်စိတ်ညစ်တယ်ဆိုပြီးတော့ညီးကြတယ်ညီးလို့ပြဿနာကပြေလည်သွားမှာမဟုတ်ဘူးလေအဖြေမရှိတဲ့ပုံစံဆိုတာမရှိပါဘူးဒီလိုပဲပြဿနာဆိုမှတော့အဖြေရှိပါလေဒီလိုအဖြေကိုရအောင်ရှာရမယ်ဘလို့မှရှာမရရင်မိဘတွေကိုမေးလူကြီးသူမတွေကိုမေး ဒါဆိုရင်အဖြေရလိမ့်မယ်။အဖြေရပြီဆိုရင်ပြဿနာကိုရင်ဆိုင်လိုက်။အဲ့ဒါအကောင်းဆုံးပဲ။ဘရဝါခတ်သိန်းတရားကိအင်းငင်းချမ်းသာကြီးကြပါစေခင်ဗျာ။